Transman စစ်တူလေးကိုတရားဝင်ထုတ်ပြရင်အပြက်ကျူးပြလိုက်တဲ့ဆယ်လီမတ်နဲ့ မင်္ဂလာပါပရိသတ်တို့ရဲ့ Wonderly Channel ကနေကြိုဆိုပါရစေနော်။ပရိသတ်ချစ်တော်ဆယ်လီမန်လီမန်နင်းရဲ့အခြေအကတော့လက်တလုံးမှာပရိသတ်စိတ်ဝင်စားခြင်းခံနေရတာဖြစ်ပါတယ်။အများနဲ့ပျော်ပျော်နေတတ်တဲ့မန်နင်းကအခုချိန်မှာတော့သူ့ရဲ့အခြေအကိုအတိအကျချပြလာခဲ့ပါပြီ။မန်နင်းကတော့နာမည်ကြီးဆယ်လီတယောက်ဖြစ်ပေမယ့်အခြေအနေပတ်သက်ပြီးတော့တစ်ခါမှထုတ်မပြောခဲ့ပါဘူး။မန်နင်းကအခြေအိမ်တော်ကြီးမှာကံမကောင်းလို့တစ်ခုလောက်ဘဝရောက်ခဲ့ရသူပါ။ဆယ်လီမဖြစ်ခင်အချိန်မှာအိမ်တော်တစ်ခုတည်ထောင်ခဲ့ဘူးပေမယ့်သဘောထားချင်းမတိုက်ဆိုင်တာတွေကြောင့်အိမ်တော်ကွက်တယောက်အနေနဲ့နေထိုင်ခဲ့တာကအခုချိန်ထိပါ။အခြေအကိုတည်ဝင်ထုတ်မပြခဲ့တဲ့မန်နင်းကအခုဆိုရင်တော့ ချစ်ရသူကိုတိုင်းသိပြည်သိကြီးညာခဲ့ပြီးဖြစ်ပါတယ်။မနေ့ရက်ချစ်သူလေးကိုတော့ပရိသတ်တွေကတီးပြီးသားပါနော်။မနေ့ရက်ချစ်သူကမင်္ဂလာအဖြစ်ကနေယောက်ျားလေးအဖြစ်ပြုပြင်ပြောင်းလဲထားတဲ့ Transman ကောင်းစစ်မင်းဖြစ်ပါတယ်။ပရိသတ်တွေကတော့မနေ့တရားကောင်းစစ်မင်းနဲ့ချစ်သူတွေဖြစ်နေပြီဆိုပြီးကြီးညာချိန်မှာပရိသတ်တွေကြားကြက်ထခဲ့တဲ့အချိန်ပါ။ပရိသတ်တွေကသူတို့နှစ်ယောက်ကိုတငယ်ချင်းတွေဆိုပြီးထင်တာတော့မို့သူတို့နှစ်ယောက်ရဲ့အချီးအကြောင်းကြားတဲ့အချိန်မှာတော့ပရိသတ်တွေကစိတ်ဝင်စားခဲ့ကြသလိုဝေဖန်မှုတွေကလည်းမြန်တက်လို့နေခဲ့ပါတယ်။ ပြည်သက်တွေကတော့သူတို့နှစ်ယောက်ရဲ့ဖြစ်တည်မှုတွေကိုအားပေးကြပြီးမယ်။လိုင်းမတူတဲ့လူနှစ်ယောက်ကအချစ်သူတွေဖြစ်သွားကြပြီဆိုပြီးတရားဝင်ထုတ်ပြန်လာတဲ့အချိန်မှာတော့အားအသိခင်ရတာသိချပါပဲ။မန်နင်းကတော့ကောင်းစင်မင်းရဲ့24နှစ်ပြည့်မွေးနေ့ပွဲကိုခံခံနာနာကျင်းပပေးခဲ့တဲ့လို့မွေးနေ့ပွဲမှာလည်းတယောက်ကိုတယောက်ဂယူးဆိုက်ပြီးအပြတ်သက်ရူနီခဲ့ကြတာဖြစ်ပါတယ်။လူရှင်တော်တယောက်လိုဟာသားတွေပြောတတ်တဲ့မန်နင်းကအချစ်နဲ့တွေ့တာနဲ့နူးညံ့တဲ့မိမသားတယောက်လိုပြောင်းလဲသွားတဲ့အချိန်ပါ။ မနင်းကတော့ကောင်းစင်မင်းရဲ့24နှစ်ပြည့်မွေးနေ့ပွဲကိုခန်းခန်းနာနာကျင်းပပေးခဲ့တယ်လို့မွေးနေ့ပွဲမှာလည်းတယောက်ကိုတယောက်ကူးဆိုက်ပြီးတော့အပြတ်သက်ရူခဲ့ကြတာဖြစ်ပါတယ်။လူရှင်တော်တယောက်လိုဟာတာတွေပြောကြတဲ့မနင်းကအချင်းနဲ့တွေ့တာနဲ့နူးညံ့တဲ့မိမသားတယောက်လိုပြောင်းလဲသွားခဲ့တဲ့အထိပါပဲရှင်။မနင်းကတော့ကောင်းစင်မင်းနာမှာကပ်ပြီးခြေထုတ်ပေးလိုက်၊သပင်းလေးတက်ပေးလိုက်နဲ့အချစ်တွေပူပြနေတာဖြစ်ပါတယ်။ပရိသတ်တွေကတော့သူတို့နှစ်ယောက်ရဲ့အခြေကြောင့် surprise ဖြစ်ခဲ့ရတာကတော့သိကြပါတယ်။ တိုင်မတူတဲ့သူတို့နှစ်ယောက်ချစ်သူတွေဖြစ်လာလိမ့်မယ်လို့ကိုပြိသက်တွေကမမျှော်မှန်းခဲ့တာပါအခုချိန်မှာတော့သူတို့နှစ်ယောက်ရဲ့အခြေကပြိသက်တွေကိုအာအတင်စီခဲ့တယ်လို့ဝေဖန်တန်တွေကလည်းထွက်ပေါ်လာခဲ့ပြီးဖြစ်ပါတယ်ပြိသက်တွေကတော့တဘာဝမဆန်တဲ့သူတို့နှစ်ယောက်ကိုသဘောမတူလို့ဝေဖန်တာမဟုတ်ပါဘူးပြိသက်တွေကအပြောင်းလဲမြန်တဲ့ကောင်းစင်မင်းအခြေကိုအံ့ဩပြီးတော့ဝေဖန်နေကြတာပါကောင်းစင်မင်းကအရင်ကမိမင်းဆိုတဲ့ကောင်မလေးနဲ့အရန်ချစ်ပြပြီးတိုးတိန်ထူထောင်ခဲ့မှုပါတယ်ကောင်မလေးကိုရှာဖွေကြုံမွေးပြီးမမိမမရှိမဖြစ်တော့တယ်လို့မျိုးအင်တာဗျူးတွေဖြေပြီးကျူးပြချစ်ပြခဲ့ပြီးမှမင်းနဲ့ချစ်သူတွေဖြစ်နေတာမို့ပြိသက်တွေကြားမှာပြောစရာ ဖြစ်နေခဲ့ပါတယ်။ကောင်းစင်မင်းကတော့အရင်အမျိုးသမီးကိုအရန်ချက်လွန်လို့ထိုင်ကြောတဲ့ဗီဒီယိုနဲ့ပရိသတ်တွေကြားမှာဂရက်ထားခဲ့ပူပါတယ်။ ဘလောက်ပဲချစ်ချစ်အဲ့လောက်ကြီးကျူးပြားစရာလို့လို့လားဆိုပြီးတော့ပြည်သက်တွေကြမှာဝေဖန်စရာဖြစ်ခဲ့တဲ့အထိပါပဲအရင်တောင်းနဲ့လည်းအရန်နေချစ်ပြပြီးတိုးတိမ်ထူထောင်ခဲ့တဲ့ကောင်းစင်မင်းကအခုတော့အမန်နှင်းမှာအမန်နှင်းဖြစ်နေခဲ့ပါပြီကောင်းစင်မင်းကတော့သူ့ပြိုလဲတဲ့အချိန်တွေမှာမန်နှင်းကသူ့ကိုအဆက်ဆက်အရေးအဖေးမလို့မန်နှင်းကိုတေးတဲ့အထိချစ်သွားမယ်ဆိုပြီးတော့ထက်ကျူလာလို့ပြည်သက်တွေကဝေဖန်နေခဲ့ကြတာပါရှင်ဘသူနဲ့ကြိုက်ကြိုက်မတရားကျူးပြနေတာမို့ပြည်သက်တွေကကြည့်မရဖြစ်နေကြပါပြီ ပေသတိကတော့ကောင်းစင်မင်းတယောက်မန္နနာကတ်တာချီလိုမို့ပဲမန္နင်းစီကခြူစားခြင်းလို့ကတ်တာဆိုပြီးတော့ထင်ကြီးတွေပြီးနေကြသလိုပရိသတ်တချို့ကလည်းမန္နင်းကစနိုက်ကြော်တာဆိုတဲ့မကောင်းတဲ့ဝေဖန်သံတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။အခြေကိုလေးဝက်ချက်တခုလို့အမြဲတမ်းထားတဲ့မန္နင်းကတရားဝင်ထုတ်ပြပြီးချစ်ပြခဲ့ကြချိန်မှာတော့စနိုက်မဆိုတဲ့နာမည်နဲ့ပရိသတ်တွေကြားမှာအပြောခံနေရပြီဖြစ်ပါတယ်။ယုတ်တီကြီးနဲ့ဟာတာတွေပြောတက်လွန်တဲ့မန္နင်းကတော့အခုလည်းယုတ်တီကြီးနဲ့စနိုက်လိုက်ကြလားဆိုတော့ပရိသတ်တို့ထင်ကြီးတွေပြီးခဲ့ကြပါအောင်နော်။ ဟုတ်ကဲ့ပါရှင်ဒီနေ့တော့တလောင်းနဲ့ပဲရန်နာလေးပြစေအခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်တို့ One Daily Channel လေးကိုလည်းအားပေးကြပါအောင်နော်အစုံကြီးကြည့်ပြီးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြည့်တင်ပါတယ်ရှင်